เนาะจต้าပဲရွေးတင်တယ်လို့ထင်ပါတယ်เนาะအမဲသားကကြတော့လူမျိုးအနှစ်တင်တဲ့သူချက်ထားတဲ့ပုံစံမျိုးကြီးဖြစ်နေတာပေါ့เนาะကင်နာတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လေဒီတီရာမှလိုက်တဲ့တစ်ဆက်လုံးမှာကြတော့သူကအာလူချောင်းကျော်ပါတယ်ပြီးွားရင်တကိုပါတယ်ဘာရီတိုပါမယ်ဘာရီတိုပြီးွားရင်အေးအေးလည်းပါမယ်ပေါ့เนาะအဲ့လိုမျိုး၄ခုလုံးကိုမှမလေးရှားရင်ကင်25ပေးရတာပါ ringgit 25ဆိုတာမြန်မာငွေနဲ့ဆိုရင်2000ကျော်မှုလို့များတဲ့ထင်ရပေမဲ့မလေးရှားမှာဆိုရင်တော့ဒီကဒီလိုတစ်ဆက်လုံး25ဆိုတော့ရမ်းများရတယ်တော့မပါဘူးပေါ့နော် အဲ့ဒါနဲ့25ချက်ပေးခဲ့ရတာဆိုတော့လေမထူးတော့ဘူးကောင်းတော့စားလိုက်မယ်ဆိုပြီးတော့တိခတ်ပြီးတော့စားကြည့်တယ်ပေါ့နော်။ तू ကစားလေစားလေအရသာမထွက်လေဖြစ်နေတာ။ဘာလို့လို့လို့ရင်းမှမသိဘူးပေါ့နော်။အရင်ယူပော့ရှုပ်ပြီးတော့လေစားလို့မကောင်းဖြစ်နေတာပါ။အဲ့ဒါနဲ့ကိုပဲအလိုပဲခံစားရလားဆိုပြီးတော့အိမ်ရောက်တော့ TikTok ကနေပြီးတော့လေမလေးရှားမုတ်ပန်တွေကိုကြည့်တယ်။ကြည့်တယ်ကြည့်ရော तू ကဒီတာကိုပဲမုတ်ပန်တွေမှာအကောလုံးကပြောတယ် rating ပေးတာ10မှာ4လို့10မှာ3လို့အဲ့လောက်ပဲ rating တွေလည်းပေးကြရယ်ပေါ့နော်။မကောင်းဘူးပေါ့နော်။သူတို့ထင်တာက ုံစံမျိုးမဟုတ်ဘဲနဲ့တခြားအရသာမျိုးဖြစ်နေတယ်ပေါ့နော်။မှားရတဲ့တဲမှာအကောင်းဆုံးကတော့အာလူးချောင်းကျော်ပါ။မာလာအာလူးချောင်းကျော်လေးရမ်းစားလို့ကောင်းတယ်။ကျွတ်ရနေတာမျိုးတော့မဟုတ်ပေမဲ့လည်းသူ့နဲ့သူတော့ရသာစားလို့ကောင်းပါရဲ့။အခုကတော့ဘာရီတိုလေးကိုစားကြည့်တော့ပါမယ်ရှင်။ ဘာရီတိုလည်းအတူတူပါပဲဟိုတက်ဆက်စ်ကတန်ဒါရက်လောက်တောင်မှမကောင်းဘူးလို့ခံစားရတယ်တမျိုးပဲပေါ့နော်အရသာကိုထင်ထားတဲ့ပုံစံမျိုးမဟုတ်လို့ပဲလားတော့မသိဘူးအဓိကကျတော့ပေါ့နော်သူကအသီးရွက်များတာပေါ့နော်အဲ့ဒီဂေါ်ဘီတို့ခန်းညီလီတို့ကမလိုဘဲနဲ့ထဲ့ထားရလို့မြင်ပါတယ်အဲ့ပထမတလုံးစားတယ်ပြီးတော့ထက်ထက်ထက်ပြီးတော့စားကြည့်တယ်အဲစားတဲ့လောက်လည်းပေါ့နော်မကြိုက်တာဘူးတဖြည်းဖြည်းနဲ့စားရတာမျိုးပါလေ သူ့ရဲ့ဒီ rap ကိုကအစအရသာရှိမနေပါဘူး Texas မှာဆိုရင်ပေါ့နော်သူ့ရဲ့ rap ကဒီအထက်အများကြီးပို့ပြီးတော့ဈေးချိုတယ်ဒါပေမဲ့ပို့ပြီးစလို့ကောင်းတယ်အခုဒီမှာပုံထဲမှာပြတာဆိုရင်ပဲအထဲမှာပေါ့နော် Gobi တွေကအများကြီးပဲနည်းနည်းတော့မဟုတ်ဘူးပေါ့နော်ပါလာတွေကလေသူ့ရဲ့အသားအထက်ကိုသူကအေးအသီးရွက်တွေပို့ပြီးတော့ထည့်ထားတယ်ပေါ့နော်အမ်စာမိုးပဲဖြည့်ဖြည့်ပြီးချင်းသွားစားတာဆိုတော့လေနေ့လည်စားလည်းမစားရသေးတော့ဘိုက်ကအရန်စားနေရတယ်စတိုက်တော့စားလိုက်တယ်ပေါ့နော်ဒါပေမဲ့ကြိုက်တယ်ဆိုတော့အရသာမျိုးတော့မရခဲ့ဘူးအဲ့ဒါနဲ့ တခြားပေါ့နော် TikTok တွေကိုလိုက်ကြည့်ကြည့်နေ TikTok တွေကိုလိုက်ကြည့်ကြည့်တော့တို့အဲ့ဆားလာတဲ့သူတွေရာ review ပေးတာတွေကလည်းမကောင်းဘူးပေါ့နော် Barito ရောဒီနောက်ထပ် Taco ရောအဲ့လိုမျိုးပေါ့နော်တို့လည်းမကြိုက်ကြဘူးတစ်ခုမဟုတ်တစ်ခုလိုနေရလို့ခံစားရတယ်ပေါ့နော်အကုန်လုံးကလေပော့တယ်ပော့တယ်ဆိုတော့တို့ရဲ့ rating မှာ10က10မှာမှတို့က4တို့5တို့3တို့အဲ့လောက်တွေပဲပေးကြပါတယ်ဘယ်သူမှ10မှာ8တို့9တို့မပေးကြတော့ဘူးပေါ့နော် ဒီကတော့ဆိုင်းဆိုင်းနဲ့ရတာမရှိလို့မခံစားနိုင်တော့တဲ့ရုပ်ပါအဲနောက်ဆုံးဘလို့မှမရတော့လို့ဒီအမဲသားကိုပေါ့နော်အဲ့ဒီ beef ကိုထားခဲ့လိုက်တယ်သူကတော့ကင်နာဆိုပြီးတော့မှားလာပြီမဲ့လေဒါပေမဲ့ရလာတဲ့ပုံစံဟင်းနှစ်ပုံစံမျိုးဖြစ်နေတော့လေမကြိုက်နေဘူးဘလို့မှအဲ့တော့အဲ့လိုအဲ့လိုပဲထားပြီးတော့ရသလောက်ကိုပဲစားလိုက်ပါတယ် ဒါပေမဲ့အရသာတော့တော်တော်မရှိနေဘူးပေါ့နော်ဟင်းချက်ထားတာကိုစားနေရသလိုကြီးဖြစ်နေတယ်ပါဇက်ထဲမှာဘလိုပဲဆဆလေးအဒီကလေးဆိုရင်ကြက်သားကိုကြော်ပြီးတော့အစာပလာရီထဲမှာထည့်ထားတာဒီကလေးရမ်းပော့ရှုပြီးတိတ်စားလို့မကောင်းပါဘူးနောက်ဆုံးဘလိုမှကုံထဲထိမစားနိုင်တော့လို့ဒီတိုင်းပဲထားခဲ့လိုက်တယ်ဒါဆိုရင်အနီးကပ်ကြည့်လို့ရတယ်ပေါ့နော်အစီအနှစ်တင်နဲ့ကင်ထားတဲ့ပုံစံမျိုးပဲဟင်းချက်ထားတဲ့ပုံစံမျိုးကြီးဖြစ်နေတာပါတာကိုဘက်ကတော့ထပ်မ drain ဖြစ်တော့ပါဘူးရှင်ကျေးဇူးတင်ပါတယ်